မက်ပြအော်တိုဘာလ26ရက်နေ့တနင်္ဂနွေနေ့အတွက်နောက်ဆုံးရမိုးလေဝသခန့်မှန်ချက်တွေနဲ့အရေးကြီးသတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာပိုအားကောင်းလာနေပြီးအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနေပါတယ်။အဲ့ဒီမုန်တိုင်းငယ်ဟာမနေ့ပြန်မှာတော့အားကောင်းတဲ့မုန်တိုင်းတစ်ခုဖြစ်ရောက်ရှိလာနိုင်ပါတယ်ရှင်။အိန္ဒိယမိုးလေဝသရဲ့ထုတ်ပြန်ချက်အရအဲ့ဒီမုန်တိုင်းကြီးဟာအောက်တိုဘာလ29ရက်နေ့မှာဆိုက်ကလုန်းမုန်တိုင်းအထိအကောက်သွားနိုင်ပြီးမြန်မာနိုင်ငံအတွက်တော့ အဝါရောင်အစစ်တတိပင်ချက်ထုတ်ပြန်ထားပါတယ်။ဒီကနေ့ညကနေလာမယ့်48နာရီအတွင်းဒေသအလိုက်မိုးရသုံးမှုတွေအနေနဲ့ရခိုင်ချင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာစစ်စိမ်းနဲ့ကချင်မှာနေရာကျကျဲမိုးရနိုင်ပြီးရှမ်းပြည်တောင်ပိုင်း၊မွန်ပြည်၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်းထပ်ပိုင်းနဲ့နေပြည်တော်တို့မှာတော့နေရာကွက်ကြားမိုးရနိုင်ပါတယ်။ထူကြမိုးလေဝသပြစ်စင်အနေနဲ့တနင်္လာရီတိုင်းမှာမိုးတိတ်တောက်တွေဖြစ်ပေါ်မှုအကောင်းနေပြီးတိုင်းတစ်ခုလုံးမှာနေရာစစ်စိမ်မိုးရနိုင်ပါတယ်။ အထူးသဖြင့်ပုတ်ပြင်းနဲ့ဘိမျိုးနယ်တွေမှာမိုးနှင်းငယ်ကနေအတင်းတင်းရွာနိုင်ပါတယ်။ချင်းပြည်နယ်ဟာခါမျိုးတော်မှာလည်းမိုးနှင်းငယ်ကနေအတင်းတင်းရွာသွန်းနိုင်ကြောင်းသိပေးလို့ပါတယ်ရှင်။ပင်လယ်ပြင်ခရီးသွားရင်လည်းကန်ဒီကန်ဝင်ရေလောက်သားတွေအတွက်အထူးသတိပေးလို့တာကရခိုင်ကန်ယူရန်နဲ့ကန်လုံးပင်လယ်ပြင်မှာလှိုင်းနှင်းငယ်ကနေလှိုင်းအတင်းတင်းရှိနိုင်ပြီးလှိုင်းအမြင့်ပေဟာ၄ပေကနေ၆ပေခန့်တိရှိနိုင်ပါတယ်။မြို့ဝကျုံပေါ်မုတ်တမာကွေမွန်တနင်္သာရီကန်ယူရန်တခြားနဲ့ကန်လုံးပင်လယ်ပြင်မှာတခါတရံမိုးတက်လေပြင်းနဲ့ကြာရောက်နိုင်ပြီး လိုင်းတင်တင်ကနေလိုင်းကြည့်နိုင်ပါတယ်။လိုင်းမြင့်ပေဟာ9ပေကနေ9ပေခန့်တင်ရှိနိုင်ပြီးမူသက်လီပြင်ကြာရောက်ချိန်လေတိုက်နှုန်းဟာတနအီ25မိုင်ကနေမိုင်30ထိရှိနိုင်တာကြောင့်ပင်လယ်တွင်းသွားလာတာလုပ်ငန်းလုံဆောင်တာတွေကိုရာရည်ရနာထားဖို့အကြံပြုလိုပါရဲ့ရှင်။မူလဝေဒါဖြစ်စဉ်တွေဟာအချိန်နဲ့ညပြောင်းလဲနေရကြောင့်ကျမတို့ CJ Platform ရဲ့နောက်ဆုံးရမူလဝေဒခံမှန်းချက်တွေကိုဆက်လက်ဆောင်ကြည့်ပေးကြဖို့မြစ်တရရခံအပါရရှင်။